မော်စကိုအထိလှမ်းပစ်နိုင်တဲ့တာဝေးပစ်ဒုံးကျည်ကိုယူကရိန်းကစမ်းသပ်အောင်မြင်ပြီးဒီဒုံးကျည်ကိုပစ်ခတ်ဖို့အသင့်ပါပဲလို့သမ္မတဇီလန်စကီးကထုတ်ဖော်ပြောလိုက်ပါတယ်။ဒီဒုံးကျည်ဟာမိုင်ပေါင်း620ကျော်အကွာအဝေးထိပစ်ခတ်နိုင်ပြီးတော့ရုရှားနိုင်ငံမော်စကိုမြို့တော်အထိလက်လန်းမီပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ယူကရိန်းကပူတင်ရဲ့ချင်းချောက်မှုတွေကနေကိုကုတ်ကိုလုံခြုံအောင်ကာကွယ်ဖို့ရည်ရွယ်တဲ့ဒုံးကျည်အစဉ်စဉ်ကနေကြီးမားတဲ့အောင်မြင်မှုတွေရရှိထားပါပြီလို့ဇလန်စကီးကပြောပါတယ်။ နက်ကျွန်းတာဝဲပစ်ဒုံးကြီးကိုစမ်းသပ်ပြီးလို့တိုက်ပွဲမှာအောင်မြင်တဲ့အုံပြုနိုင်ပြီဖြစ်ပါတယ်။ယူကရိန်းထုတ်ဒုံးကြီးအပြစ်မဲ့ကိုတီးကြပစ်ခတ်နိုင်ပါတယ်။ကီလိုမီတာ1621မိုင်အထိတိတိကျကျပစ်ခတ်နိုင်ပါတယ်။ဒီဒုံးကြီးကိုဖန်တီးထုတ်လုပ်တဲ့ယူကရိန်းကုမ္ပဏီနေနဲ့စစ်တပ်ကိုကျေးဇူးတင်ပါတယ်။ယူကရိန်းလုံခြုံရေးကိုကာကွယ်ဖို့ဆက်လက်လှုံ့ဆော်သွားမှာပါလို့ဇလန်စကီးကဆိုပါတယ်။ယူကရိန်း Telegram Channel မှာတော့ ရုရှားရဲ့ရေနံကျက်စစ်ဝင်တွေကိုမလ14ရက်နေ့ကဒီနက်ကျွန်းတုံးကြီးအသင်းနဲ့အပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်နိုင်ပါတယ်။ဒီနက်ကျွန်းတုံးကြီးဟာ2022ကရုရှားရဲ့ပေလနက်ရေတပ်သင်္ဘောကြီးမော်စကာဘာကိုဖြစ်ခတ်နှိမ့်ုပ်ခဲ့တဲ့အရင်ဒုံးလက်နက်ကိုအစစ်မြစ်တင်ထားတာဖြစ်ပါတယ်လို့យေတာထားပါတယ်။ဒါနက်ကျွန်းတုံးကြီးအသင်းရဲ့လက်ချက်ပါလို့အဲ့ဒီ channel မှာဖော်ပြပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်ပုံကွဲတဲ့ဆက်ချက်ကြားခဲ့ရပြီးတရားဝင်တီးပြုတ်ချက်မရသေးပေမဲ့တာဝေပစ် drone ထက်ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့်ပောက်ကွဲမှုဟာပုံမှုပြင်းထန်ရခြင်းဖြစ်နိုင်ပါလေရုရှားရဲ့စစ်တပ်သုံးယင်တွေအတွက်လောင်စာစီဒီကပံပိုးနေတဲ့ယင်နံချက်စေုံဟာဒုံးကျည်ထိမှန်ပြီး36နာရီကြာသည့်တိုင်အောင်မီးလောင်နေဆဲဖြစ်ကြောင်းရုပ်သံမှတ်တမ်းတွေအားသိရပါတယ်ဒီယင်နံချက်စေုံဟာပင်လယ်နက်ကန်ဂျီဂယ်လန်စစ်မြို့မှာရှိတဲ့ပူတင်ရဲ့ ပေါင်1ဘီလီယံတန်တဲ့အိမ်တော်ကြီးမှာ55မိုင်သာဝေးပြီးအဲ့ဒီတိုက်ခိုက်မှုဟာပူတင်ကိုတိုက်ရိုက်သတိပေးလိုက်တာဖြစ်ပါတယ်။ဒါအပြင်မလ14ရက်နေ့ကကော့စတေတာမှာရှိတဲ့စူဂျာမြို့ကိုရုရှားကပြန်လည်သိမ်းပိုက်ပြီးမကြာမီယူကရိန်းကဒေသဆိုင်ရာသမိုင်းပြတိုက်ကိုအပြင်းထန်ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒီလိုမျိုးဖြစ်စီတဲ့နေရာမှာဒီနက်ကျွန်းတုံးကြီးနဲ့ပြစ်ခတ်ခဲ့ခြင်းဟုတ်မဟုတ်တော့မသိရသေးပါဘူး ဒါပြင်ဇန်နဝါရီလကလည်း Rostov ဒေသမှာရုရှားရဲ့အကြီးစား drone ကုန်တော်ကို Neptune ဒုံးကျည်တဲ့နဲ့ပြစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်လက်ရှိမှာဂျာမနီအစိုးရအသစ်ဟာဒုံးကျည်ဒဇင်ကိုပေါင်1.25တန်းတန်နဲ့ Taurus ဒုံးကျည်တွေကိုယူကရိန်းကိုပေးဖို့အတည်ပြုနိုင်ချေရှိကြောင်းသတင်းတွေထွက်ပေါ်ပြီးယူကရိန်းက Neptune တာဝန်ပစ်ဒုံးကျည်နဲ့ပတ်သက်ပြီးထုတ်ပြန်ကြေညာခဲ့တာပါ Neptune တာဝန်ပစ်ဒုံးကျည်ကို Launch Design Bureau ကထုတ်လုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီလက်နက်ကိုမူလကသင်္ဘောဖြတ်ဒုံးကျည်ပြည့် ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပေမဲ့လည်းစစ်ပွဲမှာတော့မြေပြင်ပြတ်မှတ်တွေကိုထိမှန်အောင်ပြစ်ခတ်နိုင်တဲ့အပြင်ခုခါတာဝန်ပြဖို့တော့မှအသင့်ရှိနေပြီလို့သိရပါဗျ။